Introducing KMSQ, the smart automated queue management system built for modern businesses. ကဲဝင်ဆောင်မှုပြည့်တဲ့လုပ်ငန်းတွေမှာလေအမြဲတမ်းခေါင်းခဲ့ရတာကပါလေဆိုတော့ဟုတ်ကဲ့ရှုပ်ပွားနေတဲ့ဆောင်ဆိုင်ခန့်တွေပဲ။ဒါပေမဲ့လေအဲ့လိုရှုပ်ထွေးပွေလီနေတဲ့နေရာတွေကိုစနစ်တကျနဲ့ဝင်ငွေတောင်တိုးလာစေမယ့်နေရာတွေအဖြစ် ပြောင်းလဲပေးနိုင်တဲ့စနစ်တခုရှိတယ်။အဲ့ဒါကတော့ KMS Tensi Token စနစ်ပဲ။ကဲဒီနေ့အဲ့ဒီအကြောင်းလေးပြောပြပေးမယ်နော်။ ကိုဆိုင်ရဲ့ wedding room က photo တွေကိုစိတ်ပြက်ပြီးထွက်သွားစေနည်းသလားဒါကလုပ်ငန်းပိုင်ရှင်တိုင်းရဲ့အတွက်တကယ်ကိုစိတ်ပူရတဲ့အချက်ပဲနော်ကို customer တွေကစောက်ရတာစိတ်မရှိလို့ထွက်သွားကြပြီလားဆိုတဲ့အတွေးမျိုးပေါ့စိုက်ရတယ်ဆိုတာတကယ်တော့ပက်ဆံကုန်ကြစေရှိတော့နော်ဘယ်လိုမျိုးလဲဆိုတော့အလို့ရှုတ်တခြင်းပြေကာဝါဒီမှာဆိုစိုင်ထဲမှာကမော့ကမတွေဖြစ်နေတာ customer တွေကလည်းစောင့်ရတာကြာလို့စိတ်မရှိပဲထွက်သွားကြရော့အဲ့ဒီခါစိုင်ရဲ့ atmosphere တစ်ခုလုံးကစိတ်ပျက်စရာတွေနဲ့ပြည့်နေတော့တာပေါ့ အဲ့ဒါတွေအားလုံးကတကယ်တော့ကုလုံငယ်အောင်မြင်မှုကိုတက်ရိုက်ချိခိုက်နေတဲ့မမြင်ရတဲ့ကုန်ကြစည်းဒီပဲဗျကဲဒီပြဿနာကလေကင်းကနန်းဒီစီးရင်စရာဒီအကြောင်းပြောနေတာထက်လူတစ်ယောက်ရဲ့တခက် feeling နဲ့ပိုဆိုင်ရယ်ဆိုတော့ customer ရဲ့တခက်တွေ့ကြုံဇာလန်လေးတွေနဲ့ဒီအခြေအနေကိုပိုပြီးနားလည်အောင်ကြည့်ကြည့်ကြပေါ့ကဲပထမဆုံးဇာလန်လေးတစ်ခုကြည့်ရအောင်ယာကျူးဆိုတဲ့လူတစ်ယောက်ပေါ့သူကအလုတ်ကနေပြီးမှမှန်မှန်နဲ့စေခန်းကိုရောက်လာတာစေကူးကြည့်အရှိချီတန်းစီနေရမယ့်အစားသူက kiosk ဆက်လေးစီကိုရှောက်သွားလိုက်တယ် တိုကင်လေးယူပြီးသူ့အလက်ကိုစိတ်အေးလေးအေးထိုင်ဆောင်နေလဲယုံမယ်။ဘာ stress မှမရှိဘူး။လူငယ်ကြားထဲမှာလည်းတိုးကျင်းနေစရာမလိုတော့ဘူး။နောက်တစ်ယောက်ကြောင့်ဆက်ကြည့်ရအောင်။ပရိယာသူကသူ့ဘဝမှာပထမဆုံးတက်တူးထိုးဖို့စိတ်လှုပ်ရှားပြီးဆိုင်ကိုရောက်လာတာ။ဒါပေမဲ့တည်တဲ့အတိုင်းပဲဆောင်းဝမကြီးကိုတော့စိတ်ပူနေတာပေါ့။ဒါပေမဲ့ ဒီ system ကြောင့် Bria က AACC ပဲတက်တောင်တက်တားရှိတဲ့ launch မှာထိုင်ဆောင်နေုံပဲဟိုလူကလာကြည့်ဒီလူကလာကြည့်နဲ့စိတ်အနောက်အရှက်ဖြစ်စရာကြီးစိတ်ပျက်စရာကြီးဘာမှမရှိတော့ဘူးကဲအဲ့တော့ဒီလို stress တွေကိုဖြေရှင်းပေးတဲ့စနစ်ကဘယ်လိုအလုပ်လုပ်လဲအဖြေကတော့ KMS စနစ်ပဲပေါ့ဒီ system ကဘယ်လောက်တောင်ရိုးရှင်းပြီးလဲလဲကိုကိုအလုပ်လုပ်လဲဆိုတော့ကိုအခုပဲကြည့်လိုက်ကြရအောင် customer တွေတို့ကတော့အရင်လွယ်တယ်အဆင့်၃ဆင့်ပဲနံပါတ်၁ key of sale ကိုတစ်ချက်နဲ့ တိုကင်နမယူလိုက်နမနဲ့ကိုနေရာမှာတတောင်းတတအနားယူပြီးစောင့်နေလိုက်ပြီးတော့နမတော့အတန်နဲ့ရော display မှာပါကိုနမခေါ်ပြီးဆိုတာ ਨੇ သွားလိုက်ရုံပဲဒါပဲအရင်ရှင်းလင်နော်ဒီစနစ်ရဲ့အကောင်းဆုံးအချက်ကဘာလဲဆိုတော့ဝန်ထမ်းတွေအတွက်ရော customer တွေအတွက်ရောနှစ်ဖက်စလုံးအဆင်ပြေသွားတာပဲဝန်ထမ်းတွေဘက်ကချင်းရင်ဖုန်းနဲ့ပဲဖြည်းဖြည်း computer နဲ့ပဲဖြည်းဖြည်း queue ကိုလွယ်လွယ်ကူကူထိန်းချုပ်လို့ရတယ် customer တွေဘက်ကကြတော့လေ real time update တွေမီနီရတော့ စိတ်ဖြည့်ဆည်းမှုမရှိပဲအေးအေးဆေးဆေးစောင့်လို့ရတာပေါ့ဒါပေမဲ့ခဏလေးဒီစနစ်ကဒီလောက်နဲ့တင်မပြေသေးဘူးသူ့မှာအဆင်မင့် feature တွေအများကြီးရှိသေးတယ်ဥပမာ customer တယောက်ကသူ့အလျက်ကိုလွတ်သွားတယ်ဆိုပါစို့ဘာဖြစ်မလဲတက်တနာမရှိဘူးလွတ်သွားတဲ့ token ကို ပြန်ခေါ်ပေးတယ် miss token recall ဆိုတာပါပြီးသားပြီးတော့ကိုလုပ်ငန်းကိုဘလို့ပိုကောင်းအောင်လုပ်မလဲစဉ်းစားနေလား သူ့မှာပါတဲ့အလို့အယောက် report တွေကအသေးစိတ်အချက်လက်တွေနဲ့ကူညီပေးနိုင်တယ်။ဒါတွေက သူ့ရဲ့ advanced feature တွေထဲကနမူနာလေးတွေပဲရှိသေးတယ်။ဟုတ်ပြီ။အခုအရေးကြီးဆုံးအပိုင်းပိုင်းကိုရောက်လာပြီ။လုပ်ငန်းရှင်တွေအဓိကတည်ထင်တဲ့အချက်ပေါ့။အဲ့ဒါတော့တကယ်လက်တွေ့ရလက်တွေပဲ။ရှုပ်ထိပ်ပွေလင်းနေတာကနေပိတ်ဆံပြလို့ရှာမလဲ။အဲ့ဒီဖြီကိုတက်တဲ့အထောက်ထားနေတကွကြည့်လိုက်ရအောင်။ဒီကနန်းကိုတစ်ချက်ကြည့်လိုက်စမ်းပါ။38.5ရာခိုင်နှုန်း။ဒါကဘာလဲဆိုတော့ Hyderabad မှာလုပ်ခဲ့တဲ့ case study တစ်ခုအရ client တွေကိုဝန်ဆောင်မှုပေးနိုင်တဲ့နှုန်းပုံမြင်လာတာပြောရရင်အရင်ကထက်38.5%ပိုပြီးလူအများကြီးကိုဝန်ဆောင်မှုပေးနိုင်သွားတယ်ဆိုတဲ့သဘောပဲဒါကလုပ်ငန်းတစ်ခုရဲ့စွမ်းဆောင်ရည်အတွက်တော့အကြီးကြီးခုန်တက်သွားတာနော်ကဲအဲ့လိုစွမ်းဆောင်ရည်တက်လာတာကဝင်ငွေအဖြစ်ဘလို့ပြောင်းသွားလဲသိလားစမိန်ညက်ဆိုင်ဒီဇိုင်းတဲမှာပဲနော်တလကိုအပိုဝင်ငွေ UP 73000ထိရထည့်တယ်ကြည့်စမ်း ်ဒါကတကက်ကိုလက်တွေ့ကြကြအကျိုးမျက်ရှိတယ်ဆိုတဲ့တသက်ပဲပြီးတော့ဒီအောင်မြင်မှုကနေရာတစ်ခုထဲမှာရပ်မနေဘူးเนาะနေရာနဲ့မှာဒီ system ကတကယ်အလုပ်ရှိနေတာဥပမာ Hyderabad မှာဆို6လအတွင်းမှာဒီရင်းနှီးထားတာရဲ့90%အမြင့်ပြန်ရတယ်မှိုက်တယ်เนาะမုံဘိုင်မှာကြတော့ booking လို့မိမလာတဲ့ customer တွေအရင်က25%လောက်ရှိရာကနေ9%တည်းရှိတော့တယ်အများကြီးကျသွားတာ ဘင်္ဂလိုမှာဆိုရင် customer အတိတ်ရရတာထက်ပိုအရေးကြီးတဲ့ပုံမှန်ပြန်လာတဲ့ customer တွေ95%တောင်တိုးလာခဲ့တယ်။ဒါရီအားလုံးကတက်ကိကိုလက်တွေ့ကြတဲ့အောင်မြင်မှုဆက်လန်းနေတယ်။ကဲအခုလောက်ဆို KMS က10စီစနစ်မှာဘယ်လောက်ကောင်းလဲတိလောက်ပြီနော်။ဒါပေမဲ့သူတို့ကအဲ့တခုရနဲ့ရပ်မနေဘူး။သူတို့ကလုပ်ငန်းတွေရဲ့လိုအပ်ချက်ကိုတကယ်နားလည်တဲ့အတွက်10စီစနစ်ထက်အများကြီးပေါ်တဲ့ဖြည့်ရှင်းနေတဲ့ကိုပါပေးနေတာ။ KMS က10စီစနစ်တခုတည်းမဟုတ်ဘူး။ သူက integrated business solutions လို့ခေါ်တယ်။ဆိုလိုတာကလုပ်ငန်းတစ်ခုလက်ပတ်ဖို့လိုအပ်တဲ့တခြားရှုပ်ထွေးတဲ့ကိစ္စတွေကိုပါဖြည့်ရှင်းပေးတယ်။ဥပမာစီရင် in software တွေလိုမျိုး GST 980ဝန်ဆောင်မှုတွေနောက်ပြီးဥပဒေရေးရဝန်ဆောင်မှုတွေအထိလုပ်ငန်းတစ်ခုလုံးချော့ချော့မွေ့မွေ့လက်ပတ်နိုင်အောင်ပေါင်းစပ်ပြီးဝန်ဆောင်မှုပေးနေတာ။ကဲအစွန်းတဲ့အနေနဲ့လုပ်ငန်းပိုင်ရှင်တွေကိုမေခုံးလေးတစ်ခုမေးပြီးစဉ်းစားစရာလေးပေးချင်တဲ့ ကိုယ့်ရဲ့လုပ်ငန်းမှာဒီလိုရှုပ်ထွေးပိုလီလီမှုတွေလုံးဝမရှိတော့ဘူးဆိုလျောကိုယ့်လုပ်ငန်းဘလောက်အထိအောင်မြင်လာနိုင်မလဲလို့ထင်လဲဆိုတော့ဒီစနစ်ကကိုယ့်လုပ်ငန်းတို့ဘလောက်အကျိုးရှိနိုင်မလဲဆိုတာပိုပြီးစိတ်ဝင်စားလာပြီဆိုရင်ဇင်းနှုံသေးစိတ်တည်ခြင်းနေဆိုရင် quotation တာအောက်က comment မှာရေးပြီးမိများနိုင်ပါတယ်နော်ဒီနေ့ပြောပြသွားတာတွေကအကျိုးရှိတယ်လို့ထင်ရင် like တစ်ချက်လောက်တော့လုပ်သွားပြပါအောင်နောက်ထပ်လည်းလုံငန်းအတွက်အသုံးဝင်မဲ့ဒီလိုအကြောင်းအရာတွေလက်မလွတ်ရအောင် subscribe လုပ်ထားဖို့မမေ့နဲ့နော်ပြီးတော့ ကိုလိုပဲလုပ်ငန်းမှာဒီလိုရှုပ်ထွေးမှုတွေနဲ့ယုံကန်နေရတဲ့တငယ်ချင်းတွေမိတ်ဆွေတွေရှိရင်လည်းသူတို့ကိုဒီအကြောင်းအရာလေးကို share လုပ်ပေးလိုက်ပါအောင် Don't stop here watch the complete video on our Kitty's Micro Solutions YouTube channel link in description